เนาะစိတ်ကူးထက်ကူးမယ်ပေါ့အာငါဆိုရင်တော့ဘလို့ချက်လိုက်မှာဆိုတဲ့ဟာမျိုးပေါ့ဒါမှမဟုတ်ရင်တော့ကျွန်တော်မချက်တက်လို့ရှိရင်ဟာကျွန်တော်ရဲ့အိမ်သူအမျိုးသမီးတွေတော့ဘလို့လက်ချက်ပေးပါကွာဆိုတဲ့ဟာမျိုးလေးကျွန်တော်စိတ်ကူးလေးနဲ့ကျွန်တော်ပြောတဲ့ဟာမျိုးလေးကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တာပေါ့เนาะနောက်တစ်ခါအတွေးခေါ်ပေါ့အာဒီမွေးငါ့ကိုတော့ငါတို့ export ထုတ်လို့ရအောင်တော့ ဘလို့လုံလိုက်မယ်ဆိုတဲ့ဟာမျိုးကျွန်တော်တွေးတဲ့ခေါ်တဲ့ဟာမျိုးလည်းကျွန်တော်ဖြစ်နိုင်တယ်ပေါ့နော်ဒါမျိုးတွေကအဲ့ဒါတွေကိုတဲ့အရင်းအနှီးဆုံးမိတ်ဆွေကိုကျွန်တော်တို့ကဟိုပြောပြတဲ့ဟာမျိုးပဲတဲ့ကျွန်တော်ခုနပြောလို့ကျွန်တော်ရဲ့ရှုတော့ငါရဲ့ရှုတော့အနေနဲ့ကျွန်တော်ပြောတာဖြစ်တယ်ပေါ့နော်တော့ဒီလိုကျွန်တော်တို့ essay နဲ့ပတ်သက်လို့ပြောတဲ့အခါမှာကျွန်တော်တို့စာပေမှာ essay နဲ့တကယ့်ဆရာကြီးတွေအများကြီးရှိခဲ့ပူတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်အမြဲတမ်းနှစ်သက်တဲ့ဟာလေးရှိတယ်နောက်တစ်ခါကျွန်တော်ဆောင်ပွဲစစ်ခံရတဲ့ဟာလေးလည်းရှိခဲ့ပူတယ်ပေါ့နော်အဲ့တော့လွန်ခဲ့တဲ့၄၅၆နှစ်ဝန်းကျင်လောက်ကကျွန်တော်ဒီပြင်မနာမျိုးကိုသွားတဲ့အခါမှာ မြင်မလားမှာအမတန်အင်အားကောင်းတဲ့ကြပြာဆရာကြီးတွေရှိတယ်အမတန်ဒီရတစာပေနဲ့ပတ်သက်ပြီးဟောဖြစ်တဲ့အားရှိတယ်ပေါ့နော်ကံအားလို့ဆိုတာကျွန်တော်ကအဲ့ဆရာကြီးတွေရှိမှာပါကျွန်တော် essay တပုတ်ကိုကျွန်တော် essay ဆိုတဲ့နာမည်လေးနဲ့တွားပြီးတော့ရုပ်ဖတ်မိတဲ့ဟာလေးရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီစာပေရဲ့ပုံစံလေးမှာတော့သူကဒီရုပ်ဖတ်မှုတွေပြီးတဲ့အခါမှာသူကအများနဲ့ပြန်ဆွေးနွေးတဲ့ဟာလေးအမေးဖြေလုပ်တဲ့ဟာလေးကျွန်တော်ရှိတတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါမှာသူကဆရာတယောက်ကကျွန်တော်ဘာမေးလဲဆိုတော့အေးတဲ့ essay ဆိုလို့ရှိရင်ね essay ဆိုတာဘာလဲတဲ့တေရောပေါ့နော်ကိုတဲ့ ဂုံရှိတဲ့လူတွေဝါကြီးတဲ့ဆရာကြီးတွေဆရာကြီးဒီနောက်တော့နားထောင်နေတဲ့လူတွေမှာလည်းအများကြီးကျွန်တော်ရှိတဲ့ခါမှာကျွန်တော်တော်တော်လေးကိုဒီမေးခွန်းကိုအတူဆုံးအကျင့်လစ်ဆုံးနဲ့အားကောင်းဆုံးဖြေဖို့အတွက်ဘလို့ဖြေရင်ကောင်းမလဲဆိုတဲ့ဟာကိုကျွန်တော်တော်စဉ်းစားရတယ်ပေါ့နော်အဲ့တော့ကျွန်တော်စကားလေးရှိမှခံလိုက်ပါအားဆရာကြီးရယ်ပေါ့အဲဆေးနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့က ဒါအမတန်ကိုအခြေခံပြီးသားစာပေမျိုးစာတစ်ခုဖြစ်တယ်မြန်မာစာပေမှာလည်းအမတန်အားကောင်းတဲ့ essay တွေရှိတယ်မြန်မာစာပေမှာလည်းအမတန်အားကောင်းတဲ့ essay မျိုးစာဆိုတာရှိနေတာဖြစ်တဲ့အတွက်ဒါအကြောင်းကိုပြောရမယ်ဆိုရင်ကျွန်တော်လုံလောက်တဲ့အချိန်တစ်ခုလိုပါတယ်ပေါ့အဲဒါကိုစဉ်းစားချက်ပြောဖို့လိုတယ်အဲ့တော့တူတောင်းလောက်တဲ့ကာလာအတွင်းမှာကျွန်တော်ဟာဒါတွေကိုပြောပြဖို့အတွက်အဲတော်တော်လေးကိုဒါခက်ခဲပါတယ်ပေါ့လေဒါပေမဲ့လည်းအမေးရှိရင်တော့ကျွန်တော်အဖြေရှိရမှာပေါ့ဖြေရမှာပေါ့ဆိုတဲ့အားမျိုးဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ကဘာပြောလိုက်လဲဆိုတော့ဆရာလို့ ကျွန်တော်စကားမဟုတ်ပါဘူးလို့ရှေ့ဆရာကြီးတွေစကားပါလို့အဲဆေးဆိုတာရင်ဖွင့်တဲ့စာရင်ဖွင့်တမ်းပါလို့သူကြီးနဲ့သွားတယ်မကြည့်နဲ့လို့လည်းမရဘူးလीအဲဆရာကြီးတိုက်ဆိုတဲ့စကားကိုကျွန်တော်အဲဆေးနဲ့ပတ်သက်တဲ့အခါမှာဆရာကြီးကဒါဒါအမတန်ဒီအဲဆေးနဲ့ပတ်သက်လို့ဆရာကြီးပြည့်ရဲ့စကားအမတန်ကိုဟိုဒီကျွန်တော်တုံးကိုတုံးနေရတယ်အကိုကလုံနေရတယ်အမတန်အားရှိဆုံးအမတန်ခါလေးကိုဒီအဆင်းနဲ့ပတ်သက်လို့ဒီစကလုံးလေး လင်း96လုံးလောက်နဲ့ကိုတခါလေဒီဟာလေးကအတိတ်ပဲအမ်ပတန်ဟိုဖြစ်သွားတဲ့အခါမှာဆရာကြီးရဲ့ဆရာတိုင်ဆိုးရဲ့အဲ SM မြည်ဒီရင်ဖွင့်စာဒါမဟုတ်ရင်ဖွင့်တန်ဆိုတဲ့ဟာလေးကိုကျွန်တော်ကိုးကားယူပြောလိုက်တဲ့အခါမှာကျွန်တော်မေးခွန်းတွေ့တဲ့ဆရာကြီးရဲ့လေဂျင်းနဲ့သွားပြီးတော့ပြိဿကလည်းဂျင်းနဲ့သွားတာပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဆရာကြီးစကားနဲ့ဒါကိုဟိုဒီဟာလေးကိုကျွန်တော်ဖြတ်တန်းနိုင်တဲ့ဟာလေးကျွန်တော်ရှိခဲ့တယ်ပေါ့နော်အဲ့တော့အနှစ်ချုပ်ပြောရလို့ရှိရင်တော့ခုနကပြောသလိုပဲ SA ဆိုတဲ့ဟာကဆရာကြီးပြောခဲ့တဲ့အတိုင်းပဲရင်ဖွင့်စာဒါမဟုတ်ရင်ဖွင့်တန်လို့ကျွန်တော်တို့ဟိုမှတ်ယူရမှာပေါ့နော်ဒါအကောင်ဆုံး အကျစ်လက်ဆုံးအကောင်းဆုံးကျွန်တော်ဖွင့်ဆိုလိုက်တဲ့ဟာမျိုးကျွန်တော်ဖြစ်ပါတယ်ပေါ့လေဆိုတော့အဲလော်လော်ပြောရင်တော့ SA ဆိုတာတော့ဟေးဆရာကြီးဆရာကြီးတိုက်ဆိုပြောသလိုပေါ့ဆရာတိုက်ဆိုပြောသလိုပဲရင်ဖွင့်စာရင်ဖွင့်တန်ဖြစ်တယ်ဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့ကအကျစ်လက်ဆုံးကျွန်တော်တို့နားလေသွားနိုင်တဲ့ဟာမျိုးကျွန်တော်ရှိမယ်ပေါ့နော်နောက်တစ်ခုက SA နဲ့ပတ်သက်လို့ပြီးတော့ဆိုတာဆရာမင်းလို့ပြောတဲ့စကားလေးတစ်ခုကိုကျွန်တော်တိတ်သဘောကျတယ်ပေါ့နော်အဲ့တော့ကျွန်တော်စာပေသမားအများစုကဟိုအများစုကစာရေးဆရာဖြစ်လာတဲ့လူဟိုကျွန်တော်ဆိုရင်လူလက်ပိုင်းစာရေးဆရာဖြစ်နေပြီပေါ့နော်အဲ့တော့ကျွန်တော်တက်ငယ်တဲ့ အတက်အားဖြစ်ပေါ့လေအတက်အားဖြစ်ငယ်ရွယ်တဲ့ဇာတ်ရေးဆရာဆရာမတွေရှိနိုင်တယ်ပေါ့လေတော့ကျွန်တော်တဲ့ဝါကြီးရဲ့ဆရာဆရာမကြီးတွေရှိနိုင်တယ်တော့ကျွန်တော်တို့ဘိုးဘွားပြီးပင်အဖိုးတို့အွားတို့လက်ထက်လောက်မှရှေဆိုင်ကြီးတွေရှိနေတယ်ဒါအဲအားလုံးကတော်တော်များများကဆုံးမခြင်းကြတယ်ပေါ့နော်တင်ငန်းသားပေးခြင်းနဲ့ဆုံးမခြင်းနဲ့ဆိုတဲ့ခါမျိုးလေးအဲ့မြင့်ရှိတယ်ပေါ့ကျွန်တော်တို့ကဒါလေးကိုအဲ့လိုတင်ငန်းသားပေးခြင်းနဲ့ဆိုတဲ့ကိစ္စမျိုးတွေစားဟိုဟာဖြစ်ခြင်းနဲ့ဆိုတဲ့ကိစ္စမျိုးမှာနည်းနည်းလေး allergic ဖြစ်တယ်ပေါ့ ါလာပြီးတော့ဆုံးမနေလားဟိုဖြစ်နေလားတင်ပေးနေရလားဆိုတဲ့ဟာမျိုးလေးမှာဟိုစိတ်ထဲမှာတမျိုးဖြစ်တယ်ကျွန်တော်စဉ်းစားရတယ်ပေါ့နော်ဒါဘာလို့အဲ့လိုဖြစ်တယ်လဲပေါ့လေဘာလို့ဒီဟာစာပေနဲ့ပတ်သက်နေဘာအကျိုးရှိွားတယ်ဘာလေးရတော့ဆုံးမစားပေါ့တင်ကန်းစားဘာယူစရာဖြစ်တယ်ဆိုရင် message လို့ဟာမျိုးလေးအားလုံးမှာကျွန်တော်မှာ allergic ဖြစ်ခဲ့တဲ့ကာလတခုကျွန်တော်ရှိတယ်ပေါ့မကြိုက်ဘူးပေါ့နော် ဘာလို့ဆုံးမရမလဲငါတို့ကစာဖတ်တဲ့လူကငါတို့ကပြောမှာပဲတို့ကသိရမှာလားဆိုတော့မနော်ဆိုတော့အဲ့လိုမျိုးဟိုခံစားမှုလေးကျွန်တော်တို့မှာဖြစ်ခဲ့ဘူးလေပေါ့တန်းနေအိမ်မှာကျွန်တော်တို့ရေးတဲ့စာမှာအဲ့လိုသူများကိုဆုံးမတယ်လို့မျိုးတွန်တင်တယ်လို့မျိုးသင်ကဘဝသင်ကန်းစာရအောင်လို့ဟလာဟိုဗာမက်ဆေ့ပေးလိုက်တယ်ဆိုတဲ့ဟာမျိုးကြီးကျွန်တော်ကဟိုတိတ်ပြီးတော့သဘောမတွေ့တဲ့ကာလတွေရှိခဲ့တယ်ပေါ့နော်အခုလည်းတိတ်တော့သဘောမတွေ့ဘူးဒါကြောင့်လဲကျွန်တော် essay သမားဖြစ်တယ်လို့ထင်ပါတယ် essay ကြီးကပို့ပြီးတော့ဟိုကျွန်တော်လက်တွေ့တယ်လို့ထင်ပါတယ်ပေါ့နော် ကျွန်တော်အဲ့လိုမျိုးတွေ့တဲ့အခါမှာကျွန်တော်ပြန်စဉ်းစားရတယ်ပေါ့။မြန်မာစာပေနဲ့ပတ်သက်လို့ပြန်စဉ်းစားတဲ့အခါမှာစာပေထဲမှာကျွန်တော်တို့ကတကယ်တမ်းဟိုဖြစ်တဲ့အခါမှာဗုဒ္ဓစာပေကစတာ哦။ဆိုတော့ဖခင်ရဲ့ဒီဇက်တော်တွေအကြောင်းပြောတာဖခင်ကဒီຢာတွေကိုပြန်ပြီးတော့ဒီလူတွေကသိပေါင်းမြင်အောင်ပြောတဲ့အခါမျိုးမှာကျတော့ဒီဒီဟွာတွေမှာလူတွေရဲ့ဟာလာဒီဒီနေမှုထိုင်မှုကိစ္စပေါ့နော်ဒီလက်တွေ့ဘဝမှာကိုချင်းတရားနဲ့ပတ်သက်တဲ့ကိစ္စတွေဘဝဖြတ်သန်းမှုကိစ္စတွေလောကီကိစ္စတွေအားလုံးကိုပြောတာရှိရဲ။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဟို အများစုကတော့ဒါဟိုဗုဒ္ဓဘာသာကိုးကွယ်ကြတဲ့လူတွေများတယ်ပေါ့နော်ဆိုတော့များတာဖြစ်တဲ့အတွက်ဒီလွှမ်းမိုးမှုကလည်းဒါဒါများတယ်စာပေမလိုက်ကြအောင်များတာတွေ့တယ်ပေါ့နော်နောက်တစ်ခုကငါပြောလဲပဲဒီကိုလိုနီကြောင့်နိုင်ငံရေးအပြောင်းအလဲတွေကြောင့်ကုလဆက်ဆံမှုတွေကြောင့်တခြားဝင်ရောက်လာတဲ့ဟာရှိအမကျွန်တော်ခရစ်ယာန်ဘာသာကနေပြီးတော့စာပေလဲကိုရောက်လာတဲ့ဟာရှိတယ်ဘာသာဘာသာ ဒီအင်္ဂလိပ်ဘာသာစကားရောက်လာတဲ့ဟာရှိရကျွန်တော်ထိုင်းဘာသာစကားရောက်လာတဲ့ရှိအခုဆိုကျွန်တော်ကိုရီးယားလိုဟာမျိုးတွေအဲနောက်ဂျပန်လိုဟာမျိုးတွေဆိုတာဒါတွေကထုံးစံပဲပေါ့နော်အဲ့လိုရောက်လာတဲ့အတွက်အဲ့ဒီယဉ်ကျေးမှုတွေနဲ့ပါလာတဲ့တခြားဒီစာပေမှာကပ်ပြီးပါလာတဲ့ဟာရှိရဒါပေမဲ့လောလောဆယ်ကျွန်တော်တို့ကစာပေစတဲ့အချိန်လေးကဒီဗုဒ္ဓဘာသာထုံးကားတဲ့ဟာမျိုးစတာပြီးတော့ဒါကိုကျွန်တော်တို့ဦးစားပေးပြီးပြောနေရတာချင်းဖြစ်တယ်ပေါ့နော်ဒါလေးလည်းကျွန်တော်ရှင်းပြချင်ပါဒါဆိုအဲ့ဒီမှာအစမှာတော့ဗာနဲ့လာလဲဆိုတော့ဆုံးပါလား မြေတားသားရရှိတယ်ဒါပေမဲ့အများစုကတော့ဆုံးပါတယ်သင်္ကန်းစာပေးတယ်ဟလာဘာဟွာဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေဇန်လန်းနဲ့ဆုံးပါတယ်အဲ့ဒီရအငွေ့အသက်ကကျွန်တော်ပါလာကြတာပေါ့နော်နောက်တစ်ခုကကျွန်တော်ကစာပေနဲ့ပတ်သက်တဲ့ခါမှာအဲတချို့သောဝတ္ထုတွေပါမှာနှစ်ပြားတန်းလို့ပြောအောင်ညာအဲ့ကာလာတစ်ခုရှိတဲ့ခါမှာလေဒီဝတ္ထုတွေကြောင့်လူတွေပျက်စီးပါတယ်ဆိုပြီးတော့ဟိုဖြစ်ခဲ့တဲ့ကာလာတွေလည်းကျွန်တော်ရှိခဲ့တယ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့ကဟွာလှုပ်ဖို့အတွက်ကာဖို့အတွက်ဒါတွေကိုဟွာဖြစ်ဖို့အတွက်စူးစမ်းကြရင်းတဲ့ခါမှာသင်္ကန်းစာပါဖို့မက်ဆေ့ပေးဖို့ဆိုတာမျိုး ဒီဖြစ်လာတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်ထင်တယ်လို့ပြောတာပေါ့နော်ဆိုတော့ဒါကြီးကိုပြောနိုင်ဖို့အတွက်ကတကယ်တမ်းကျတော့သူ့တင်နာလောက်ရမှာလို့ပေါ့နော်အထောက်ထားရှာမိဟာရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့ထင်မြင်ချက်ပဲပေါ့